တရကီနိုင်ငံတွင်ဆန္ဒပြမှုတွေကိုအစိုးရကအပြင်းထန်နှိမ်နင်းနေပြီးဖမ်းဆီးခံရသူတထောင်ကျော်ရှိသွားပြီလို့သိရပါတယ်။အတိုင်းခံခေါင်းဆောင်အစ္စတန်ဘူမြို့တော်ဝင်ကိုဖမ်းဆီးလိုက်တဲ့အတွက်တရကီနိုင်ငံမြို့ကြီးတွေမှာဆန္ဒပြမှုတွေဇက်တိုက်ဖြစ်ပေါ်ရမှာဖမ်းဆီးခံရသူပေါင်း1100ကျော်ရှိနေပြီလို့သိရပါတယ်။ဆန္ဒပြပိုင်ခွင့်ကိုအလွဲ300နေသူများရှိကြောင်းနဲ့လမ်းမတွေပေါ်ကြမ်းဖက်မှုကို လုံးဝသိချင်မှာမဟုတ်ဘူးလို့တရကီအစိုးရကကြေညာပါတယ်။ တမအော်ဒိုဂန်ရဲ့ပြိုင်ဘက်အစ္စတန်ဘူမြို့တော်ဝန်အီမာမိုဂလူကိုဘော်ဒဂူနေကအကျင့်ပြတ်ချဆောင်မှုဆွဆွဲချက်နဲ့ဖမ်းဆီးပြီးနောက်စံနောက်ပြပွဲတွေစတင်ခဲ့တာဖြစ်ပါတယ်။အီမာမိုဂလူကအစိုးရရဲ့ဆွဆွဲချက်တွေဟာနိုင်ငံရေးအရရွယ်ချက်ရှိရှိလှုပ်ဆောင်တာလို့ပြောထားပြီးတမအော်ဒိုဂန်ကဒါကိုညှင်းပါတယ်။တွဲကီတမရွေးကောက်ပွဲကို2028ထိစီစဉ်ထားခြင်းမရှိသေးတဲ့မြို့တော်ဝန်အီမာမိုဂလူကိုသူ့ပါတီရဲ့ကိုယ်စားလှယ်လောင်းဖြစ်မဲပေးတည်ပြုထားပြီးဖြစ်ပါတယ်။ အီဗန်မိုဂလူဟာတနင်္ဂနွေညကထောင်းမှအိတ်ခဲရပြီးသူ့ကိုယုံတိစစ်ဆေးဖို့အာနာပန်တွေကအပြင်းထန်ဆောင်ရွက်နေပါတယ်။အဲဒီလိုဆောင်ရွက်နေတဲ့ကြောင့်ပဲဆန္ဒပြမှုတွေကလည်းအရန်ကိုအရှိန်မြင့်လာတာဖြစ်ပါတယ်။အခုလိုမျိုးအကြမ်းဖက်တဲ့ပုံစံပေါက်လာတဲ့ဆန္ဒပြမှုတွေဟာစိုးညစ်တဲ့လောက်ရလို့တော်ကီသမရအာဒူဂန်ကဆွဆွဲပြောပါတယ်။အာနာပင်အီမန်မိုဂလူဟာသူ့ဟာဘာအပြစ်မှမကျူးလို့ကြောင်းနေသူ့ကိုအစိုးရကနိုင်ငံရေးရလောက်ကြံတာလို့ပြောနေပါတယ်။ မလ24ရက်နေ့မှာဆန္ဒပြပွဲတွေပုံမအချိန်ကောင်းလာပြီးအစ္စတန်ဘူမြို့တော်ခမ်းမအပါဝင်နေရာအချို့မှာဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေကြားပြိပကဖြစ်ခဲ့ပါတယ်။ရဲတွေကရာဘာကြီးတွေမိသက်ပိုက်တွေမြေယိုဘုံတွေတုံးပြီးဖြိုခွဲခဲ့ပါတယ်။ဆန္ဒပြပွဲတွေပုံမအချိန်မြင့်မလာခင်ကတည်းကဆန္ဒပြသူထောင်တရာကျော်ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမှာဖြစ်နေတဲ့ဆန္ဒပြပွဲတွေဟာ တော်တော်လေးကိုစိုးသွမ်းပါတယ်လို့ဆိုပါတယ်အတိုက်ခံပါတီတွေဟာစုပူမှုတွေကိုမီးစာဖြစ်ပေးနေတာလို့အော်ဒိုဂန်ကဆိုပါတယ်ဒါအပြင်မိမိကိုမဟုတ်မမှန်ဆွဆွဲပြောဆိုမှုတွေရတန်းကရပ်ဖို့အော်ဒိုဂန်ကပြောပါတယ်အတိုက်ခံ Republican ပြည်သူ့ပါတီ CHP ရဲ့ခေါင်းဆောင် goods or they ကတော့စံနှုန်းပြမှုတွေဟာ passive water ကိုစန့်ကျင်တဲ့လူလူဖြစ်ဆံမှုလို့ပြောပါတယ်မိမိဟာ passive မဟုတ်ဘူးလို့အာဒိုဂန်ကပြန်ပြောပါတယ် လက်ရှိ Republican ပြည်သူ့ပါတီဟာအဖမ်းခံရတဲ့ Iman Moglu ကိုပဲ2028အတွက်ပါတီကိုစားပြုသမ္မတလောင်းနေရာမှာတင်မြှောက်ဖို့ဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။အာရိုကန်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်တွင်းကလည်းသမ္မတနဲ့ဝန်ကြီးချုပ်ရာထူးတွေကိုထပ်ခါတလဲတလဲပြောင်းလဲရယူပြီးနိုင်ငံကိုအုပ်ချုပ်ခဲ့တာပါ။ သူဟာသမရတတန်ကို20ပြည့်အောင်ထမ်းဆောင်ပြီးဖြစ်တာကြောင့်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြောင်းလဲဘူးဆိုရင်2028ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်မရှိတော့ပါဘူး။ဒါပေမဲ့အာရိုဂန်ဟာနိုင်ငံအာဏာကိုလက်လွတ်မဲ့လားလာမရှိဘူးလို့လိလာသူတွေကတုံ့သက်ပါတယ်။အီမန်မိုဂလူကတော့လက်ရှိတူရကီနိုင်ငံရေးမှာအာရိုဂန်ကိုစိန်ခေါ်နိုင်မှုအလားအလာအကောင်းဆုံးပြိုင်ဘက်ဖြစ်မှတ်ယူထားခြင်းခံရတာဖြစ်ပါတယ်။